ားနေလို့ဘာအားနေလို့ညာအားနေလို့ဆိုရင်သုံးလူတဲ့အကျိုးထဲမှာအသက်ရှင်ခြင်းအစင်းလာခြင်းခွန်အားကြီးခြင်းပါတယ်လေတဲ့အားရသူသူသူစိတ်တော့ရင်ခွန်အားတွေပြန်ပြည့်မယ်သူစားနေတဲ့အစာအဟာရတွေကသုံးလူတဲ့အတွက်ခွန်အားပြန်ပြည့်သွားမယ်သင်္ကန်းလူတဲ့အတွက်ဘေးသူရန်သူအန္တရာယ်သူတွေနဲ့ယောဂါသူတွေနဲ့ဟောအကုန်လုံးကာကွယ်ရေးနဲ့ပတ်သက်တာဆူတောင်းသမျှအကုန်လုံးအယောင်အဝဲကောင်းဝေးရသေးဆိုအကုန်အစဉ်ပြေမှာ အဲ့တော့အစားအသောက်လူတဲ့သူကအစားအသောက်ရောင်းဝယ်ရင်အစီရောင်းလို့ကောင်းပြီဟုတ်လားဟောအဝိအထေသင်္ကန်းနေလူနေတဲ့သူကအဝိအထေဆိုင်နေများဖွင့်ပြီးရောင်းရင်အဲ့ဒါရောင်းဝယ်လို့ကောင်းပြီဗောတဲ့တူသောအကျိုးပဲသဘောပေါက်လားပေါက်ပါတယ်ဒါကြောင့်သုံးသင်္ကန်းကြောင်းဆေးအတိပညာအတတ်ပညာတို့ပညာအလူဒီကုသိုလ်၅မျိုးမှာလူတဲ့စုတောင်းတဲ့အရှင်ဘုရားဒါကြောင့်မလို့ 50တန်လေးလှူရင်တောင်30 30 30 30 30အညီအမျှထည့်ပေးလိုက်ပါအဲ့ဒီကုသိုလ်5မျိုးတော့အရှင်ဘုရားဒီဇိုင်းမမတ်လုပ်ပေးသွားရမယ်လုပ်ပေးမယ်လို့ဒါတော့တော့လုံနိုင်တယ်နော်အဲ့ဒီတော့အရှင်ဘုရားတဲ့ခொနည်းရသားသမီးတွေသူတို့လှူသမျှ၄နဲ့5မျိုးကိုလိုက်လှူပါဆိုရင်စင်ကရွိနှပ်ပတ်တယ်လို့ပြည့်လို့ဘယ်သူမှလည်းလက်မခံတယ်လို့အလူချင်းကလည်းဒီအသေးစိတ်ကိုလိုက်မလုံနိုင်ဘူး အရှင်ဘုရားတလားလောက်စုလိုက်တယ်စုလိုက်တဲ့အခါလူပေါင်းများစွာဆိုတော့စုလဲစုရောသိန်း200သိန်း300ရတော့အခါကြတော့မှငါးဘုံပုံလိုက်ခြင်းဩဒါဆိုရင်တဘုံကိုမြတ်စွာဘုရားနဲ့ယဟန္တာတွေကိုနေ့စဉ်ဆုံးကပ်ပေးမှာတဘုံကိုရွှေတဘုံဇေဒီတော်မြတ်ကြီးမှာဓာတုဇေဒီတွေဘုရားလေးစုရဲ့ဩအကုန်ရွှေသင်္ကန်းကြီးတွေကပ်ပေးလိုက်မယ်တဘုံကြီးဘုရားတွေမှာရွှေသင်္ကန်းတွေလိုက်ကပ်ပေးမယ် ဟောဇေယတသောကျောင်းသိနေကိုအရှင်ဘုရားကျောင်းမှာလဲဆောက်လုပ်တယ်လို့လိုအပ်တဲ့တန်ဃာတော်တွေအတွက်လိုအပ်တဲ့နေရာမှာလဲလှူပေးလိုက်ခြင်းအရှင်ဘုရားတာဝန်ကြည်ပြီပေါ့ဟောဆေးကြတော့သေးဝပစ္စည်းအတွက်တန်ဃာတွေအတွက်ဆောင်ရွက်ပေးတဲ့ဇီဝိတဒါနတန်ဃာဆေးယုံကြီးမှာပရိသာပင်ပွင့်ပြီးလှူပေးလိုက်ပါဘုရားတိတယ်များများပြလာရင်မန္တလေးမှာလည်းဇီဝိတဒါနတန်ခါဈေးယုံရှိတယ်မြို့နယ်ဒီမှာလည်း တခြားငင်းကြံတို့ဘယ်လို့မှလဲတန်ဃာတော်တွေအတွက်ရှိတယ်။လိုက်လူနိုင်ရင်တူပေးလိုက်ပေါ့။အနည်းဆုံးကတော့ဇီဝိတဒါနတန်ဃာဈေးယုံမှာတူပေးလိုက်ပါတဘောပေါက်လား။ဟုတ်ပါရဲ့ဗျာ။ဟောပညာလူကတော့အရှင်ဘုရားတဲ့အနေနဲ့အရရမှာဟောကြောက်တိုက်ကြီးအများကြီးပါတဲ့เนาะသဗ္ဗေပရိယတ္တိကိုသင်ကြားနေတယ်ပို့ကြနေအဲ့ဒီမှာလိုအပ်တာစာဟုတ်စာရမ်းနဲ့လုတ်ပေးလိုက်ပါအကြေ၍ လူတွေအနေနဲ့ဆိုလို့ရှိရင်ဟောကလေးတွေသင်တယ်မူလာတန်းကြောင်းတွေခက်ခဲနေတာတွေရှိတယ်ကြေးရွာတွေမှာရှိတယ်အဲ့ဒါတွေကိုဆောက်လုပ်လူတန်းနေမှာလုပ်ပေးလိုက်ပါသဘောပေါက်လားပေါက်ပါအဲ့တော့ဘုံဘုံတို့ကအဲ့ဒီလိုနေရာတွေကို လိုက်လံစုံစမ်းပြီးတော့အလဟတဖြစ်မှာစိုးလို့သေသေးချာချာဘုံဘုံကိုယ်တိုင်စီစဉ်ပြီးတော့လုတ်ပေးလိုက်တော့အကျိုးတွေအကုန်ရကြတယ် ဟောနောက်ပိုင်းမျက်စိယောဂာနဲ့ပတ်သက်ပြီးတော့အာရှင်ဘုရားမျက်လုံးလေးတိုက်ချပေးပါပျောက်ခြင်းလို့ဘာညာဆိုတော့ဟင်နာမျက်စိယောဂာကိုလူမပေးဘဲနဲ့တော့တိုက်ချလို့ပျောက်မှာမဟုတ်ဘူးအဲ့ဒီတော့ကဲမျက်စိနဲ့ပတ်သက်တဲ့ဆေးရုံကြီးတွေမှာပုံမုံအကုန်လိုက်လူပေးလိုက်တော့တန်ဃာတော်တွေများနော်ကြွရောက်ပြီးတော့ကုသမယ်ဆိုရင်ပုံမုံ လာစဉ်30တူမဲ့အဲ့ဒီကနေပြီးတော့ကုပေးပါအကယ်၍မျက်စိနဲ့ပတ်သက်တဲ့တန်ဃာတော်ဒီများဘုံဘုံကိုအကူအညီတောင်းရင်အဲ့ဒီဈေးုံလွတ်ပေးပါမယ်ဆိုပြီးတော့လှုပ်ပေးလိုက်တော့ဟိုကလည်းကုပေးဘုံဘုံကလည်းအကုန်လုံးနောက်ပိုင်းကြတော့သူတို့တွေကအရှင်ဘုရားနဲ့ပတ်သက်လာရင်လူပုဂ္ဂိုလ်တွေပါမျက်စိနဲ့ပတ်သက်ရင်လွတ်ပေးပါတပည့်တော်တို့ကုပေးပါမယ်အဲ့ဒီလိုတောင်းပြန်လိုက်အဲ့ဒါအဲ့ဒီလိုလှုပ်ပေးလိုက်တော့နော်သားတို့သမီးတို့လှူလိုက်တဲ့ တောင်၂ထောင်၃ထောင်၅ထောင်ထဲမှာဒီကုသိုလ်ကြီး၅မျိုးအကုန်ပါသွားလိုက်တော့သူတောင်းရင်မပြေဘူးလားပြေပါဘူးเนาะအဲ့ဒါတွေကဘုံဘုံမရသေးဘူးเนาะမရသေးဘူးချွေးနေတာဘသူတွေလဲဒါတို့သမီးတို့ဒါတို့သမီးတို့လှူလဲပေးလဲပြီးရောဒါတို့သမီးတို့ကကိုယ့်အိမ်ကနေကိုယ်နေ့တိုင်းအမြဝင်ပေးပါသဘောပေါက်လားပါပါ နေတိုင်းတရဏဂုံရွတ်လိုက်လို့ရှိရင်သာသနာတွင်းဖြစ်သွားမယ်သာသနာတွင်းအလူဖြစ်သွားရင်အမြောက်ဝီမရဘူးလားအိမ်တွင်းအိမ်ပြင်ခြံတွင်းခြံပြင်ရှိတယ်မကောင်းဆိုးဝါးတွေလည်းအကုန်ပြုတ်မယ်အိမ်ဆောင်တ်တွေခြံဆောင်တ်တွေနော်မြို့ဆောင်တ်တွေရွာဆောင်တ်တွေလည်းဖုံးတကူကြီးလာမယ်စွန့်အင်းတွေထက်မြက်လာမယ်အဲ့တော့ကိုကအဲ့ဒီလိုအမြဝေလိုက်တာနဲ့ဘုံဘုံကနေဟောညာတိုင်းညာတိုင်း ကမ္မထမ်းထိုင်ပြီးတာရုခေါ်တဲ့အခါမရဘူးလားအဲ့တော့မှဘုံဘုံကရတာနော်ခုနှစ်ရသာသမီတွေအတွက်လှူဒန်းပေးလိုက်ပါတယ်အဲ့ဒီလှူဒန်းတော့အကျိုးကျေးဇူးကိုခုနှစ်ရသာသမီတွေကအမြောက်ဝေတဲ့အခါမှာအကျဉ်းလုံးကတာရုခေါ်ပါတယ်ဆိုပြီးတာရုတာရုနဲ့ဘုံဘုံကအဲ့ဒီလိုခေါ်လိုက်မှဘုံဘုံလေရတာ သဘောပေါက်လားပေါက်ပါဘူးအဲ့တော့ဘုံဘုံရဲ့သီလဂုံတမာတိဂုံပညာဂုံတွေကိုလည်းတာရုသမီးတို့မှာမရှိသေးတာဖြစ်တဲ့အတွက်ဘုံဘုံကလေညာတိုင်းအမြအမြအမြဝေပေးတယ်တာရုသမီးတို့အိမ်ကနေပြီးဘုံဘုံရဲ့သီလဂုံတမာတိဂုံပညာဂုံတွေကိုဘုံဘုံဝေတဲ့အမြကိုတာရုခေါ်ပါတယ်ဖရာဆိုမှတာရုသမီးတို့ရမှာမလို့ခြင်းဘူးလားလို့ခြင်းပါဗျာလို့ခြင်းတာရုခေါ်ပြီးရင်ကို လူတန်းထားတဲ့ကုသိုလ်ကောင်းမှုတွေလည်းဘုံဘုံအမြဝေဘုံဘုံကဒီကနေပါလို့ပေါ်ပေးတယ်သဘောပေါက်လားပေါက်ပါပြီအဲ့တော့လက်ရည်ကပြင်းစည်းနော်အကုန်လုံးအညီအမျှရဥပမာပြောရလို့ရှိရင်ဘန်ကွက်တကောထဲမှာရေထည့်ထားပြီးပြီနော်ကဲရေတွေလည်းပါတယ်တန်မြာသီးလည်းညှစ်ထည့်လိုက်ပြီနော်စားလေးလည်းထည့်လိုက်ပြီကြားလေးလည်း ထည့်လိုက်ပြီအကုန်လုံးထည့်ပြီးမှုလဲမှုလိုက်တော့တခုချင်းဆိုရင်အရသာရှိပါမလားရှိပါဘူးသားနိုင်ပါမလားသားနိုင်ပါအများနဲ့ထည့်ပြီးမှုလိုက်တော့အရသာလည်းရှိရောလူတိုင်းတောက်လို့မရဘူးလားဟုတ်ပါတယ်ခင်ဗျာသဘောပေါက်လားအဲ့ဒါမျှဝေခြင်းပဲနော်လူတိုင်းမှာအကုန်ရသွားတယ်တကြက်ထဲပါလဲသာဓုခေါ်လိုက်တာ ਨੇ ရပြီသဘောပေါက်လားဟုတ်ပါတယ်အဲ့တော့တူးတဲ့နဲ့ပရိသတ်ပင်ဖြစ်ပါမလား ပါဗျာတူတဲ့နဲ့ပရိသာပဲမပြည့်ဘူးအဲ့တော့အများစုပေါင်းလိုက်တော့စေတနာတွေပေါင်းစုတော့အကျိုးပေးတွေကအများကြီးပြည့်တော့ပရိသာပင်ဖြစ်သဘောပေါက်လားပေါက်ပါဗျာအဲ့တော့တယောက်တည်းလှူတဲ့အလူဒါနနဲ့အမြဝေဒါမကြွတ်လို့လို့ရှိရင်လူပေါင်းများစွာရဲ့ကုသိုလ်နဲ့အမြဝေရင်ကဲမကြွတ်တဲ့သူဘယ်သူရှိမလဲသဘောပေါက်လားပေါက်ပါဗျာဒါကြောင့်တချို့နှစ်ဆွေးကြီးတွေတောင်ဘုံဘုံရှိရောက်လာရင် အမြောက်ဝေပေးလိုက်ရင်အကုန်လုံးပြတ်ကြတယ်။ဒါကြောင့်အလှရှင်တွေရဲ့နှစ်ပေါင်းများစွာကကွယ်လွန်သွားကြတဲ့ဘူဘေးဘီဝင်တွေတောင်မှ လိုက်ပါလာတဲ့အခါဘုံမုံတို့ကြောင်းမှကြံရင်ခဲ့ပြီးဘုံမုံတို့နေ့စဉ်အလှရှင်တွေအတွက်လုပ်ပေးတဲ့ကုလူတွေကိုအမြောက်ဝေရင်းနဲ့သူတို့တွေမှအကုန်လုံးပြတ်သွားကြတယ်။သဘောပေါက်လား။ဟုတ်ပါရဲ့ဗျာ။အဲ့တော့ကိုယ့်ရဲ့ခြံအတွင်းလေးကိုအိမ်တွင်းအိပ်ပြင်ခြံတွင်းခြံပြင် နော်ကိုယ့်ရဲ့ရက်ွက်အတွင်းအပြင်ရွာတွင်းရွာပြင်တွေမှာမကောင်းဆိုးဝါးများဒီများရှိခဲ့ရင် သူများနှောက်ရက်တိုက်ခိုက်ထားတာဒီများရှိခဲ့ရင် သူများခေါ်ရှင်းမလားကိုယ့်ဖိုင်ကိုအမြဝေပြီးရှင်းမလားကိုယ့်ဖိုင်ကိုအမြဝေပြီးရှင်းမှာပါဘောပါလားနေတာများတာကအဓိကမဟုတ်ဘူး900တန်းလေးလှူရင်100 100 100 100စီ9မျိုးရတာဖြစ်သည့်အတွက်နော်လူပေါင်းများစွာ စုပေါင်းထားတဲ့ပရိသတ်ဝင်ဖြစ်တဲ့အတွက်အဲ့ဒီအကျိုးကိုရတဲ့အခါ ကားတို့တမီးတို့အမြောက်ဝေလိုက်လေပရိသာပင်အကျိုးပဲဘုံဘုံအမြောက်ဝေလေပရိသာပင်အကျိုးပဲတော့သူကတော့ပူရတယ်ငါရတော့ပူရတယ်ရှိပါမလားရှိပါဗျာသဘောပေါက်လားအဲ့တော့သူပေါင်းလိုက်လို့3900ရလို့ဘုံဘုံ3100 3100 3100 3100ဒီလူပေးလိုက်လို့ရှင်ရင်ဒီ3900ရဲ့ကုသိုလ်ကောင်းမှုတွေမှာကိုပါပါနေတာဖြစ်တဲ့အတွက်အဲ့ဒီအပင်ကနေအသီးအပွင့်အညွန့်ဆိုတဲ့ အကျိုးကျေးဇူးတွေဟာလူတိုင်းလူတိုင်းမထိုက်တန်ဘူးလားထိုက်တန်ပါပဲအဲ့ဒါပရိသတ်ပဲမယ်သဘောပေါက်လားပေါက်ပါပဲအဲ့တော့တယောက်ထဲနဲ့ပရိသတ်ပဲမဖြစ်တော့သာဓုသမီးတို့သူပေါင်းပြီးပရိသတ်ပဲဖြစ်အောင်ပုံပုံကလှစဉ်အကုန်လှူပေးနေတာဒါကြောင့်တစ်ခါတလေနော်မလုံလောက်တဲ့အခါ3900မပြည့်တဲ့အခါလိုတဲ့အခါကျတော့ နော်အရေးကြီးတဲ့နေရာကို အရင်ဖြည့်ပြီးတော့နော်လိုအပ်တဲ့နေရာကိုနောက်ပိုရှင်တော့မှဖြည့်ဖြည့်ပြီးလှူပေးရတာရှိတယ်။နော်ဘလို့ပဲလူလူလုံးဝကိုဒီကုသိုလ်၅မျိုးကနေမလွတ်တဲ့အတွက်ဆူတောင်းတဲ့လူတိုင်းအကုန်ပြည့်ကြတယ်။နော်အဲ့တော့ဘုံဘုံသားတို့တမီးတို့ကိုမေးအောင်မယ်။နော်လူတွေကပြောတယ်ဘုံဘုံကြီးကြီးရောက်ချင်းဆူတောင်းပြည့်တယ်အဋိဌံအောင်တယ်လက်နဲ့တီးလိုက်တာနဲ့ယောဂါရီပြောက်တယ်အာ ဘုံဘုံကအစဉ်ပြေပါစေအလုတ်ကိုင်းနေကောင်းပါစေဆိုအကုန်ရတယ်ဆိုတော့ဘုံဘုံကြီးကစွန်းနေတဲ့သိတိပေါက်နေတာလားတဲ့နော်အဲ့တော့အခုဘုံဘုံဟောထားတာတွေတာရုသမီးတို့နားထောင်ရရင်ဘုံဘုံစွန်းတာလားဘုံဘုံပြန်လှူပေးလို့အကျိုးရတာလားပြန်လှူပေးလို့အကျိုးရတာပါဗျာအဲ့ဒါကိုချွေးနေစာနဲ့ကိုအကျိုးနဲ့ကိုရတာလीဘုံဘုံပါစွန်းလာလို့လေ သဘောပေါက်လားဟုတ်ပါဘူးဘုံဘုံမှာရှိတာကစောင့်ထင်းခြင်းဆိုတဲ့သီလကုသမာဓိကုပညာကုဘုံဘုံထားတဲ့စေတနာကငါတပြားမှမတုံဘူးအလှရှင်အကျိုးရမှာသာသနာထုံးကားမှာနော်ချမ်းသာလူရင်တဲ့သူ ချမ်းသာမှစိတ်ချမ်းသာမှဒီနော်ချမ်းသာခြင်းတဲ့သူဆင်းရဲနေကဲစိတ်ချမ်းသာပါ့မလားသဘောပေါက်လား ်ပါပါဒါဆိုရင်သာသနာတော်ဤထွန်းကားဖို့ဘုန်းကြီးတွေချမ်းသာဖို့လိုသလားဒကာဒကမတွေပြည်စုံချမ်းသာဖို့လိုလားဒကာဒကမတွေပြည်စုံချမ်းသာဖို့လိုပါတယ်ဒကာဒကမတွေပြည်စုံချမ်းသာဖို့ကဒါနပဲရှိတာလေနော်ဒါနရဲ့အကျိုးစီကြီးပွားခြင်းတိုးတက်ခြင်းအောင်မြင်ခြင်းပြည့်စုံခြင်းဂုဏ်လုံးခြင်းကျွဲဝခြင်းအဲ့ဒါတွေကိုစုလိုက်တော့မှအိစာတရလူတိုင်းရခြင်းအဲ့ဒါဒါနအကျိုးလေ အဲ့တော့ဒီဌာနအကျိုးမပါဘဲနဲ့သာဓုသမီးတို့ဘယ်ခྱི་သွားမှာလဲဒီအထုပ်ပိုးမပါဘဲနဲ့ဖြစ်လျာဘဝတိုင်းဆင်းရဲခံနိုင်မလားမခံနိုင်ပါဘူးမခံနိုင်ရင်ဘုံဘုံကဖြစ်လျာဘဝတိုင်းမှာဆင်းရဲခြင်းလုပ်ကင်းအောင်အဲ့ဒီကုသိုလ်၅မျိုးလုပ်ပေးတာလမ်းပြဆောင်မဲ့နေပြည့်တော်တဲ့ သဘောပေါက်လားကောင်းပါပါဘုရားဒါကြောင့်မလို့နတ်ကောင်းနတ်မြတ်တွေအကုန်လုံးကဝိဇ္ဇတို့တွေအကုန်လုံးကသင်ရဲ့ချင်းလိုကင်းအောင်လမ်းပြဆောင်မဲ့ငကိရစ်တောင်းအခုလမ်းပြတောင်းမဟုတ်ဘူးကိုယ်တိုင်ဆောင်ရွက်ပေးနေတာနော်အဲ့တော့သားတို့သမီးတို့တခါတည်းနဲ့တိမ်မောင်းများစွာလှူပါဆိုရင်လှူနိုင်မလားမလှူနိုင်ပါဘူးဗျာမနေမလှူနိုင်ရင်လေဥပမာနော်ငါးထောင်လောက်ကလေးလှူရင်တထော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 င်ဆိုရင်ကဲ ကုသိုလ်၅မျိုးမရဘူးလားပါပါပရိသာပင်နဲ့ရောမပါဘူးလားပါပါကတ္တလမှာဒီ၅တောင်လောက်ကလေးပို့ပေးရင်တော့ကဲတနှစ်ဆိုရင်ဘယ်လောက်ပြည့်သွားမလဲနှစ်နှစ်ဆိုဘယ်လောက်ပြည့်သွားမလဲသဘောပေါက်လားအဲ့လောက်လူလို့တိုးတက်လာရင်ကဲတိုးလူမလားဆောက်လူမလားတိုးလူတော့မှာပေါ့သဘောပေါက်လားပါပါအဲ့တော့ဟိုတုန်းမှဆိုလို့ရှိရင်လေပုံပုံနော်အနီနာကိုတော်ရီယပုံပုံကို အောက်လိုင်းကြီးတဲ့ဘာဖြစ်လို့လဲဆိုတော့တထောင်လူဖို့သွားတာတဲ့ဟိုးရောက်ချင်းမနေနိုင်ဘူးရှိတာတွေအကုန်လူပခဲ့ရတယ်အဲ့ဒါမလူချင်းလူချင်းအောင်အလူချင်းတွေကိုအောက်လိုင်းနဲ့လှုပ်ထားတာနော်ဒါကြောင့်သူတို့ကြည်လာတဲ့တက္ကະကမာရိုက်သူတို့ရွာသားတွေကိုအကုန်လုံးအဲ့လိုပြောထားလို့ဘုံဘုံကြောင့်ကိုတရားအောင်မှမလာရဲဘူး။နော်။လူပုံသွားရင်နဲ့အိတ်ကတဲ့ရှိသမျှအကုန်လှူပြီးမှပြန်လို့ရတယ်တဲ့။ ကဲဒါကိုယ်စိတ်နဲ့ကိုယ်လေးလှူချင်းမှဖြစ်တဲ့ဟာအဲ့တော့ဘုံဘုံကဒီလိုအကျိုးတွေပြောပြတော့သူတို့နားလေတော့ဩပထမလာတော့တော့တထောင်မဲတူနေလားဩနားလေလေသွားရောအဲ့တို့လှူပခဲ့မယ်နောက်လာလဲလှူမယ်นี่นูก็ไม่หลุนแน่เนาะตะคาหลุไม่ยินลาไกลไม่หลุเว้ไม่หนีไหนกูอะออนไลน์เนี่ยหลุดดาราสรเนาะโอเคยုံยินล่ะไม่ยုံยินไม่ลาแน่สรปุ้มๆหลุไปไล่แล้วลาหลุได้ตัวใดอ่ะ အစဉ်ပြေတယ်အယောင်းဝယ်တွေကောင်းတယ်ကျမ်းမာရေးတွေကောင်းတယ်ဆိုတာဖုံဖုံလှူပေးလို့နော်ကုသိုလ်၅မျိုးရဲ့အကျိုးကြောင့်ဆူတောင်းပြေတာစီဖုံဖုံကလှူမပေးရင်ကျမ်းမာရေးကောင်းကြရစီဆိုကောင်းမှာမလားကောင်းမှာပါဗျာသဘောပေါက်လားကောင်းပါဘူးအေးဒါကြောင့်ဖုံဖုံစွန်းတာမဟုတ်ပါဘူးဖုံဖုံသိတိတွေပေါက်နေတာမဟုတ်ပါဘူးဖရာဟောတဲ့ဒါနာအကျိုးသီလအကျိုးဘာဝနာအကျိုးတွေကိုသားတို့သမီးတို့ခံစားနေရတာပါ သဘောပေါက်လားဟုတ်ပါဘူးအဲ့ဒါဆိုသားတို့သမီးတို့ရောမလှုပ်ရှားနိုင်ဘူးလားလှုပ်ရှားနိုင်ပါဘူးเนาะအဲ့တော့ညံ့များမလုံးနဲ့တရဏဂုံလေးရောကိုကျင်းစာတရားကသုံးမျိုးမှာကိုကြိုက်တာကိုထားဟုတ်လားတကူကောင်းဆိုရင်တော့ခြေလေးကြောင်းမိသားစုအတွက်ဆိုရင်တော့ကုန်းတော်ဝါเนาะကြံတဲ့သူတွေတွေ့တဲ့သူတိုင်းပါကဲကျင်နေဆိုရင်တော့တတ်တတ်လောအဲ့သုံးမျိုးဟုတ်လားအဲ့တော့မေးမယ်ဘယ်လိုကဲရမှာလဲ အိမ်မှာဘုံဘုံပုံလေးသာရှိတောက်တော်ရေသာကတ်တာအကုတ် ပြီးပြီဟုတ်လားကိုယ့်အတွက်လည်းအဲ့ဒီရပဲခြေလေးရောက်ဆောင်တဲ့သူကဒိဗစ်လူအတွက်မလို့ကိုယ့်အတွက်ကိုတောက်တော်ရေကတ်ပြီးရင်စွန့်တော့တောက်ပြီးရေလေးထဲပြန်ကတ်ထားပြီးတော့ကြိုက်တဲ့နေရာသွားပြန်ရောက်လာတာနဲ့မောရင်ဟိုရေဘွက်ထောက်နေစုံပြီးတောက်လိုက်တောက်ပြီးရင်ပြန်ကတ်လိုက်ပြီးပြီအဒီတဲ့ကောင်းကြီးရင်နော် တတိဆုံးကတ်တတိလေးတွေကိုအတုံးအလုံးလိုက်ကြီးမခန့်နဲ့စိတ်ပြီးတော့ကတ်မိသားစု၅ယောက်ရှိရင်၅စိတ်စိတ်เนาะ၆ယောက်ရှိရင်၆စိတ်စိတ်စိတ်ပြီးကတ်ပြီးတယောက်တစ်စိတ်စီစားနေ့တိုင်းစားကြည့်အဲ့ဒီအောက်လန်းတိုက်ဆုံးတိုက်နတ်တိုက်ကဝေးတိုက်ကအကုန်လုံးရှိနေတာတွေတောင်အကုန်အန်ထွက်သွားမယ်ဝင်းသွားပြီးထွက်သွားလိမ့်သဘောပေါက်လားဟုတ်ပါဘူးဒါတကူကောင်းเนาะအကိုအတွက်မဟုတ်ဘူးကိုမိသားစုကလေးလေးတွေ အသိဉာဏ်မရှိသေးတဲ့အခုမှမွေးကင်းစားသေးအဲ့ဒါဒီပြစ်လာရင်အဲကိုကစွန့်ပြီးတော့ဘုံဘုံဖရာဟောဒီဗာနေသမီးလေးအတွက်ကိုနော်ဖေးတော့ပေးပါဗျာယောဂပြောက်ကျင်နေဆိုဒီတို့ကလေးတွေအင်းလေးစိတ်မတော်ဟိုစိတ်မတော်ကျင်ဘုံဘုံရေပဲတိုက်တော့တကယ်ကျမ်းမာရေးတွေကောင်းနေတာအများကြီးပဲသဘောပေါက်လားအဲ့တော့ကုန်းတော်ဝါချောင်းတဲ့သူကမိသားစုပါတောင်းပြီးတိုက်လို့ရတယ်နော် ။ဟောတက်တက်လို့စားပြီဆိုရင်ရွာရွာတွင်းရွာပြင်းကြိုက်တဲ့အရက်ကခொနည်းရသားသမီးလား။အေးငါလုတ်ပါအောင်ကွာဆိုအဲ့ဒါကြီးဆေးတော်ကြီးလေးတောင်းပေးလိုက်ကြောက်ပြီ။အင်္ဂလိပ်ဆေးတောက်တော့ဗမာဆေးတောက်တော့ပမုကြီးကဆေးတော်ကြီးပါတောင်းပြီးအဲ့ဒီရေနဲ့တောက်ချင်းပိုးပြီးတော့မြန်မြန်မပြောက်ဘူးလား။ဟုတ်ပါဘူး။ဆယ်လုံးတောက်ရမယ်သူကသုံးလုံးထဲနဲ့ပြောက်တယ်ဆိုမကောင်းဘူးလား။ကောင်းပါဘူး။တင်းအဲ့ဒါပမုကြီးကနေမေတ္တာတန်နဲ့ပမုရဲ့လှူပေးတဲ့အကျိုးတွေကိုအဲ့ဒီကနေလှမ်းယူတော့ကိုကြီးသားတရားနဲ့ယူ သဘောပေါက်လားပေါက်ပါရဲ့ကဲဒါဆိုလို့ရှိရင် ကာရုသမီးတို့တတ်နိုင်သမျှလေးနော်နင်းတာများတာအဓိကမဟုတ်ဘူးကိုလူနိုင်သမျှလေးလက်ကကင်ပြီးလိုက်ဆိုကြမယ်ပုံပုံချပေးမယ် လိုအကျိုးကြောင်းနေတည်သွားတော့နားရတာမတန်ဘူးလားတန်ပါပါဘုရားသိမ်းရကျိုးမနဲ့ဘူးလားတန်ပါပါဘုရားအဲ့တော့ဘုရားဘာသာဖြစ်ရကျိုးရောကဲမနဲ့ဘူးလားတန်ပါပါဘုရားဒီတန်ဖို့ရှိသွားပြီဒါကြောင့်အလိမ်မခံရတော့ဘူးရင်းမထည့်နဲ့တော့ဟုတ်လားဘုရားကိုတုံ့ပြန်ပါလားနော်သူများရင်းသွားထည့်ပေးမနေနော်သူများထည့်တဲ့ရင်းလည်းမယူနဲ့ကိုယ်ပိုင်ကိုယ်သာသိကြရတယ်သဘောပေါက်လားဘုရားဘာသာနဲ့ပတ်သက်လာရင်အလိမ်မခံနဲ့ နော်အညာမခံနဲ့ကိုလှူမှကိုရတယ်သဘောပေါက်လားကဲဒါဆိုလိုက်ဆိုကြမယ်ဘုရားတရားတန်ခါဘုရားတရားတန်ခါယေရနာမြတ်သုံးပါးကိုယေရနာမြတ်သုံးပါးကိုထိတ်ထား၍ထိတ်ထား၍ဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်ယေရှုကြီးမာကြကုန်သောယေရှုကြီးမာကြကုန်သောယေရှုရှင်အပေါင်းတို့နှင့်ယေရှုရှင်အပေါင်းတို့နှင့်အိမ်တွင်အိမ်ပြင်အိမ်တွင် ာနင်းချပြီးဘာတွင်ရွာပြီးဘာတွင်ရွာပြီးရက်ွက်အတွင်အပြင်ရက်ွက်အတွင်အပြင်ရှိနေကြကုန်သောရှိနေကြကုန်သောကျေးဇ ရှင်အပေါင်းတို့နှင့်ကျေးဇူးရှင်အပေါင်းတို့နှင့်မကျွတ်မလွတ်သောမကျွတ်မလွတ်သောပုဂ္ဂိုလ်အပေါင်းတို့အားပုဂ္ဂိုလ်အပေါင်းတို့အားတို့လူစီရန်အတွက်တို့လူစီရန်အတွက်ကျေးဇူးဆက်သောအားဖြင့်ကျေးဇူးဆက်သောအားဖြင့်တပည့်တော်တို့ဤတပည့်တော်တို့ဤချွေးနေစာတို့ကိုချွေးနေစာတို့ကိုအရှင်ဘုရားဤအရှင်ဘုရားဤပြုလို့ဆောင်ရွက်ပေးသောပြုလို့ဆောင်ရွက်ပေးသောကုသို မျိုးကုသိုလ်၅မျိုးပရိသာပင်တို့တွင်ပရိသာပင်တို့တွင်ပါဝင်လူတန်း၍ပါဝင်လူတန်း၍ဤသို ပါသည်ဗျာကျေးဇူးဆက်ပါသည်ဗျာအရှင်ဘုရားသည်အရှင်ဘုရားသည်တပည့်တော်တို့ဤတပည့်တော်တို့ဤအလူဒါနကိုအလူဒါနကိုတလအတွင်းတလအတွင်းချက်ချင်းလည်းနေချက်ချင်းလည်းနေအသုံးပြု၍အသုံးပြု၍ပေးတော်မူပါဗျာပေးတော်မူပါဗျာသံဃတ္တာသံဃတ္တာဒီမပါဗျာဒီမပါဗျာသံဃာတော်မြတ်အပေါင်းတို့ဤသံဃာတော်မြတ်အပေါင်းတို့ဤ ်ကျေးဇူးတော်တို့ကိုဘုံတော်ကျေးဇူးတော်တို့ကိုဤသူ၍ဤသူ၍လူတန်းရပါတော့လူတန်းရပါတော့တပြည့်တော်တို့ဤပြည့်တော်တို့ဤကုသိုလ်ကောင်းမှုသည်ကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်တ္တနိဗ္ဗာန်တ္တဘောဓိညာဏတ္တဘောဓိညာဏတ္တပစ္စယောပစ္စယောဟောတုပါဗျာဟောတုပါဗျာဘုရားတရားသံဃာယရဏမြတ်သုံးပါဥဒိဋ္ဌာ၍ယခုကဲ့သို့ မိမိတို့ဤအပေါ်၌ကျေးဇူးကြီးမားကြကုန်သောကျေးဇူးရှင်အပေါင်းတို့နှင့်အိမ်တွင်းအိမ်ပြေးချမ်းတွင်းချမ်းဖြင့်အနီးအနားပတ်ဝန်းကျင်တို့ရှိကျေးဇူးရှင်တို့အားကျေးဇူးဆက်သောအပြင်ကုသိုလ်ကောင်းမှုများပြုလုပ်ဆောင်ရွက်၍လာရောက်လူဒန်းသောဤသားသမီးယရနာတို့သည်ယနေ့မှစ၍ဘေးသို့ရန်သို့အန္တရာယ်သို့ဂျူသို့ဂျမသို့ယောဂဝေဒနာသို့မှာ အခခသိင်ကင်းလို့ငင်းကြပြီးကြဉံမမချမ်းချမ်းသာသာဖြင့်လူအင်ဆန္ဒတို့သည်တလုံးတဝါဒီပြည့်စုံကြပါစေုံတည်းသာဓုသာဓုသာဓုပါဖေယျာ